မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်ကစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မြန်မာနိုင်ငံတို့ယနေ့ရောက်ရှိမည်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော်လီမြန်မာနိုင်ငံသို့ယနေ့ဧပြီလ၈ရက်တွင်သွားရောက်မည်ဖြစ်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကထုတ်ပြန်ကြေညာထားသည်။သူမ၏ခီးစဉ်သည်ငြိမ်းချမ်းရေးနှင့်ဆွေးနွေးညှိနှိုင်းမှုများအတွက်ကုလသမဂ္ဂကတိကဝတ်များကိုအားဖြင့်ရည်ရဲကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ။တင်းရှောင်းရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့အသေးစိတ်အစီအစဉ်များကိုထုတ်ပြန်ထားခြင်းမရှိသေးတော့လေ။သူမအနေဖြင့်ခရီးစဉ်အတွင်းမြန်မာစစ်ကောင်စီအဖွဲ့ဝင်များနဲ့တွေ့ဆုံမွေးရှိနေသည်။ဖီရှော်သည်ကုလသမဂ္ဂအထူးကိုယ်စားလှယ်တူဖြစ်သလိုဩစတြေးလျအမျိုးသားတက္ကသိုလ်၏အဓိပတိအဖြစ်လည်းဆောင်ရွက်နေသည်။သူမသည်တတုတွင်ကုမ္ပဏီများတွင်အကြံပေးဆောင်ရွက်နေပြီးထိုကုမ္ပဏီအချို့သည်မြန်မာနိုင်ငံနှင့်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့်တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့်ဆက်စပ်နေသည့်ဖြင့်၎င်းသည်အကျိုးစီးပွားပဏိပက္ခများရှိနေနိုင်သည်ဟုဆွဆွဲချက်များထွက်ပေါ်နေ ေတယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့အင်းတို့မျိုးသိန်းတိုက်ပွဲတွင်စစ်တုံးမှန်40ကျော်နဲ့120မမ120မမအမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲရဲအများပြားတင်ဆက်ရရှိဆိုတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင် စကိုင်းတိုင်းဒေသကြီးအင်းတော်မျိုးသိန်းတိုက်ပွဲတွင်73မန်40ကျော်နှင့်120မမ122မမအမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယံအများပြားသိမ်းဆည်းရရှိခဲ့ကြောင်း KNY ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်ယမန်နေ့ဧပြီလ9ရက်နေ့ညပိုင်းတွင်စကိုင်းတိုင်းအင်းတော်မျိုးကို KNY ဦးဆောင်သောတော်လိုင်းတပ်များကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက် လုဆောင်ခဲ့ကြောင်းသိရှိရသည်73မန်40ကျော်ဖမ်းဆီးရရှိရဲ120မမ122 လက်နက်ကြီးတွေနဲ့လက်နက်ခဲယံတွေအများကြီးရပါတယ်ဟု KYA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်အင်တော်မျိုးကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစာရွေး KYA ဦးဆောင်သောတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာဩဂုတ်လ24ရက်နေ့နနက်ပိုင်းတွင်အင်တော်မျိုးနဲ့ရဲစခန်းထွေဩယုံနဘာလန်းစုံနဲ့နဘာရွာဖုန်ကြီးကြောင်ချိစစ်စခန်းများကို KYA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း အင်းတို့ရဲစခန်းနှင့်ထရိုယုံမှဆုတ်ခွာတော်သောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှအင်းတို့မျိုးရှိဒေသခေါ်ဂျပန်လှိုင်းကုန်တွင်တပ်မ89ဤရှေ့တန်းဌာနချုပ်အဖြစ်ခန့်စစ်လောက်ခါခိုးကန်းခဲ့ကြောင်းအင်းတို့မျိုးရှိအကြံဖက်စစ်တိတ် နောက်ဆုံးလက်ကျန်စကန်ဖြစ်သောဂျပန်လှိုင်းကိုစကန်ကုန်းကို KNY ဦးဆောင်သောတော်လိုင်းတပ်များက9လကျော်တိုက်ခိုက်ပြီးနောက်သိမ်းပိုက်ရရှိကအင်းတို့တမျိုးနယ်လုံးတွင်စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်ကြောင်းသိရှိရပါသည်ရှင် ်အင်းတော်ကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတဲ့စစ်ကိုစစ်ကြောင်းတွေကိုလည်းအကြိမ်ကြိမ်ကြားပြတ်တိုက်ခိုက်ခဲ့တဲ့ကိုဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်ဟု KNY ရှေ့ရန်သတင်းရင်းမြစ်ကပြောဆိုသည်ဆလဘိစစ်ကောင်စီတပ်ကအပြစ်ရက်ကြီးညာထားတော့လဲကွန်ကရစ်မြို့နယ်ကျေးရွာများသို့စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အကြမ်းဖက်စစ်ကောင်စီတပ်ကရဲ20ကြာအပြစ်ရထားမျိုးကြီးညာထားတော့လေကော့ဂရိတ်မျိုးနဲ့တွင်ရှိကြေးရွာများတို့လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်နေကြောင်း KNL နှင့် PDF မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှတောင်းရင်ရှိသူချို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် ဧပြီလ2ရက်နေ့မှာဧပြီလ22ရက်နေ့အထိအပြည့်ခတ်ရက်စဲသည်ဟုအစံဘက်စစ်ကောင်စီကကြေညာထားတော်လဲလက်တွေ့စင်မြေပြင်တွင်မူစစ်ရေးအခြေအနေရပ်တန့်ထားခြင်းမျိုးမရှိဘဲကော့ဂရိတ်တာမိုင်းမြောက်ပိုင်းနှင့်မွန်ကျေးရွာများသို့နေစဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ သူတို့စစ်တပ်ကအပြစ်ရက်တဲဆိုပြီးကြေညာတယ်တကယ်စစ်မြေပြင်ဖြစ်တဲ့ကော့ဂရိတ်မှာမြောက်ပိုင်းတောင်ပိုင်းရွာတွေကိုစစ်တပ်ကအမြောက်တင်ကားနဲ့ပြစ်တယ်နောက်ပြီးကင်းထောက်လေးရင်တွေပြန်နေပြီးရင် drone နဲ့ပုံလာကျဲချတယ်ဒါကကရင်ရွာတွေဘက်နဲ့အာရှလန်ဘက်ကိုပေါ့နော် နောက်ပြီးဂျိုင်းမြဟောင်းတော်မြေဘက်ကမွန်ရွာရီရှိတဲ့ကော်ဘိန်ကော်ပေါက်တရဏာရွာတို့ဓမ္မသရာရွာတို့ဘက်ကိုဂျိုင်းမြထဲကနေစစ်တင်းမောကနေအမြောင်နဲ့ပြစ်တယ်။အဲဒီတော့ပြောမယ်ဆိုရင်ကြီးရည်လေးအဖွဲအစုံအပြစ်မရဘဲဆက်လက်ပြစ်ခတ်တိုက်ခိုက်နေတာဟုကော်ဂရိတ်မြို့ခြေဆိုင် KNL မဟာမိတ်ပူပေါင်းစစ်ကြောင်းတောင်းရင်ရှိသူကရှင်းပြသည်။ကော်ဂရိတ်မြို့နယ်ရင်းစစ်ကောင်စီခမရ945ခမရ946တက်စကခစနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမှတ်စနစ်လှိုင်ဝအမြောင်ကုန်းခလာရ90 က်ခွန်တက်နေဘူးခန်အမြောက်ကုံတဒန်ကူချေရွာရွှေချက်မင်းစကန်အောင်စီရစစ်စင်ရဲ့နောက်တန်းစကန်တို့ကပြက်ခတ်တိုက်ခိုက်မှုများလှုံ့ဆောင်းနေပြီးဂျိုင်းမြစ်ဟန္ဒရာမြစ်အတွင်းရှိတိုက်ရရင်စစ်သည်မော်နှစ်စီးတို့ကလည်းလက်နက်ကြီးများဖြင့်တိုက်ခိုက်နေကြောင်းသိရှိရသည် ဧပြီလ6ရက်နေ့နဲ့ဧပြီလ9ရက်နေ့တို့တွင် ကော့ဂရိတ်မြို့နယ်တရားကျိုးနေရာမှာအမြောင်းတင်ကားဖြင့်ကော့ဂရိတ်အာရှလန်ကလျက်ရှိသောကော်နွယ်တဒန်ကိုရွာတဲ့ကုန်းမိချောင်းအင်းလှိုင်းစိန်ပြာပင်စင်ကုန်းရွာများဘက်သို့လက်နက်ကြီးပစ်ခတ်ခြင်းဒရုန်းဖြင့်ပုံကျဲခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည် ဒီရက်ထဲမှာစစ်တပ်ကအမြောက်တင်ကနဲ့လိုက်ပြတာမျိုးလုပ်တယ်။ဧပြီလ5ရက်နေ့ကဆိုရင်တောင်ကြားအင်းဘက်ကိုလက်နက်ကြီး9လုံးလောက်ပစ်ထည့်တယ်။ဧပြီလ6ရက်မှာကရေပူကြီးရွာဘက်ပစ်တာ။နောက်ပြီး9တိုင်းလိုင်းခွဲဖျားကုန်းဘက်ကိုလည်းပစ်တယ်။ရဘာကျန်ဒူရင်ကျမောက်ချန်တွေတဲ့လက်နက်ကြီးတွေကြားရောက်ပောက်ခွဲတယ်။အဲဒီဘက်မှာ PDF တို့ KNU တို့ကလာမှာစခါတွေကကြောက်ပြီးနေတိုင်းပစ်ထုတ်နေရမျိုးလုပ်တယ်ဟုစီရင်သတင်းရင်းမြစ်ကရှင်းလင်းပြောဆိုတဲ့အကြံဖက်ဆက်ကောင်းစီကမှစစ်တပ်အနေဖြင့်အပြစ်ရထားတော့လဲဂရိုင်းတီတက်စကန်ကို KNL ကလာရောက်ပြစ်ခတ်ကြောင်းအစံဘက်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်စောမင်းထွန်းကတရင်ထုတ်ပြန်ပြောဆိုထားသည်ယခုဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့စစ်တွေမြို့ကများရန်ကုန်တို့နေပြောင်းရွှေ့မှုများလာဆိုတဲ့တရင်ပဲဖြစ်ပါရဲ့ရှင် ။ယခုရက်ပိုင်းတိုင်းတွင်ရခိုင်ပြည်စစ်တွေမြို့ပေါ်ကငွေကြေးတက်နိုင်သည့်ဒေသခံပြည်သူများမှရန်ကုန်မြို့သို့နေပြောင်းရွှေ့မှုများပြားလာနေကြောင်းစစ်တွေမြို့ကံများကပြောသည်။စစ်တွေမြို့သည်ရခိုင်ပြည်မြို့တော်ဖြစ်ပြီးလက်ရှိကြန့်ရှိနေသောရခိုင်ပြည်သုံးမြို့နယ်ထဲမှအာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သောမြို့တစ်ခုလည်းဖြစ်သည်။မိုးရလေကာလတိုက်ပွဲပြင်းထန်လာမျိုးသတင်းထွက်ပေါ်နေ၍ငွေကြေးတက်နိုင်သည့်မြို့ကံများမှနေအိမ်မှပြောင်းရွှေ့နိုင်သည့်ပစ္စည်းများအလုံးကိုရန်ကုန်မြို့သို့ပြောင်းရွှေ့နေကြောင်းစစ်တွေးမြို့ကံတူကပြောသည် မြို့ကန်တွေအထက်ကရန်ကုန်မှာမိသားစုရှိတဲ့သူတွေပတ်စံရှိတဲ့သူတွေကနေအိမ်တွေကဆိုင်ကယ်တွေရေကဲတက်တာတွေကားတွေအိမ်သုံးပရိဘောကားတွေနဲ့တခြားရွှေ့ပြောင်းလို့ရတဲ့ပစ္စည်းတွေအကုန်လုံးကိုပြောင်းရွှေ့နေကြပါတယ်နေအိမ်ပြောင်းရွှေ့နေတာကကြာပြီလို့ပြောလို့ရပါတယ်ဖေဖော်ဝါရီလကလေးကပြောင်းနေကြတာအခုဒီရက်ပိုင်းပို့ပြောင်းရွှေ့နေကြတယ်စစ်တွေမြို့ပေါ်အထိမိုးရသည့်ကာလမှာတိုက်ပွဲတွေရောက်နိုင်တယ်လို့လဲသတင်းတွေလည်းထွက်နေတယ်ဟုပြောသည် စစ်တွေစိတ်ကံမှတမောချင်းများဖြင့်ပစ္စည်းများကိုတိတ်ဆောင်ပြီးရန်ကုန်မြို့သို့ပြောင်းရွှေ့နေကြသည်ဟုကုန်ပစ္စည်းရွှေပြောင်းမှုကိုလက်ခံသူအကျိုးဆောင်သူကပြောသည်ကျွန်တော်တို့လူ9ယောက်လောက်ဆိုပြီးရန်ကုန်ကတင်မောကြီးတစ်ခုကိုငှားထားပါတယ်စစ်တွေကတင်မောတစ်စီလည်းငှားထားပါတယ်တင်မောနှစ်စီနဲ့နေပြောင်းရွှေ့မှုတွေကိုလက်ခံပါတယ်ဆိုင်းကယ်ရီကားတွေနဲ့ခုံနေစပွဲတွေရွှေပြောင်းလို့ရတဲ့ပစ္စည်းအကုန်လက်ခံပါတယ်အခုတစ်ကြိမ်နဲ့ဆို3ကြိမ်လောက်တော့ရန်ကုန်မြို့ကိုပစ္စည်းရွှေပြောင်းထားပေးပါပြီဟုပြောသည် စစ်တွေမြို့ခံများတွင်ငွေကြေးတက်နိုင်သူများကရန်ကုန်မြို့သို့ရွှေ့ပြောင်းနေကြသလိုငွေကြေးမတက်နိုင်သည့်မြို့ခံများမှာစစ်တွေမြို့ထဲမှာဖြစ်သလိုနေထိုင်မည်ဖြစ်ကြောင်းနဲ့အရခတက်မတော် AA ထိန်းချုပ်ဒေသများတို့လည်းတွားရောက်ရန်အစီအစဉ်လျက်ရှိကြောင်းသိရှိရသည်။အရခတက်မတော် AA ထိန်းချုပ်နေမည်ဖြစ်သည့်ပေါတော်ပုံနာကျွန်းနှင့်မြောက်ဘက်သို့တွားရောက်မည်သူများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကစိတ်ကန်းတွင်တင်းတင်းကြပ်ကြပ်တားဆီးပိတ်ပင်နေကြောင်းလည်းသိရသည်။ အရင်ကလူတအုပ်ကိုငွေကျပ်2သိန်းလောက်စစ်ကောင်စီတက်ဖွဲ့ဝင်နေအထူးသဖြင့်ရေတက်ကိုပေးပြီးသွားလို့ရပေမဲ့သွားရင်းသူတွေများတော့အခုအရန်ချက်တယ်လို့ပြောပါရယ်လုံးဝသွားခွင့်မရှိဘူးလို့လည်းသိရပါရယ်ဒါပေမဲ့ရင်းနှီးတဲ့သူတွေကငွေနဲ့ညှိနှိုင်းပြီးသွားတဲ့သူတွေလည်းရှိနေပါရယ်တိုက်ပွဲရဲ့အခြေအနေတွေကိုလည်းစောင့်ကြည့်နေရပါရယ်ဟုစစ်တွေမျိုးကန်နောက်တက်တအုပ်ကပြောသည်စစ်တွေမျိုးနယ်တွင်စစ်ကောင်စီတက်နေအရကတက်မရော A တို့သည်မကြာခဏအပြန်လည်ပြက်ခတ်မှုတိုက်ပွဲများရှိနေသလိုစစ်ကောင်စီရေတက်ကပေါတော်နှင့်ပုံလာကျွန်းဒေသဘက်သို့လက်နက် က်ကြီးပြစ်ခတ်မှုရှိကြောင်းသိရသည်စစ်ကောင်စီအရခတမ်ရိုအေတို့ပြစ်ခတ်ရစဲမှုကြီးညာထားကြတော့လေလေးချောင်းတိုက်ခိုင်မှုလက်နက်ကြီးပြစ်ခတ်မှုများရှိနေကြောင်းနှစ်ဖက်စလုံးဆွဆဲပြောဆိုထားကြသည်